အရင်ကကိုနေတိုးကိုကြိုက်တာပေါ့နော်ဒါကခုကကိုနေတိုးကိုထက်မသဲကိုပိုကြိုက်သွားတယ်ဟိုဟိုမင်းကလေးချင်းဆိုလေနော်ရှူတင်မှာမသဲနဲ့ရလဲအရန် close ဖြစ်တယ်လေမိမမိမချင်းဆိုတော့ဟိုအကြောင်းပြောဒီအကြောင်းပြောနေဆိုတော့ဒါမသဲနဲ့ရအဲ့လိုအမြဲအဲ့လိုစာရီပို့မစင်ညာမလေနေတိုင်းညီမပို့အဲ့လိုတပတ်မှအနည်းဆုံးနှစ်ခါသုံးခါလောက်ကတော့စာပို့ဖြစ်တယ်အဲ့လိုချစ်သူတွေလေ ပါရှင်ဒါညီမကတော့ယွန်းတရာချက်ဖြစ်ပါတယ်ဒါမိဝိုင်းနေရာနဲ့ပတ်ဝန်းကျင်တယုတ်ဆောင်ထားပါတယ်ရှင်ဟုတ်ဒါကတော့ဒါ၃ကားမြောက်ပေါ့နော်ဒါရှင်း၅ကားမှာတော့ဟိုချူတင်လေးရှိနေတဲ့အတွက်ကြောင့်မလို့ပွဲမတက်လိုက်နိုင်ဘူးပေါ့နော်ဒါကတော့ပထမဆုံးတက်တဲ့ pressure ပါရှင်ဟုတ်ဒီကားမှာမိဝိုင်းကအရင်မွေတော့လေအပြင်မှာလည်းအရင်မွေဒီကားမှာလည်းအရင်မွေရဲ့အဲ့လိုပေါ့နော်ကိုနေတိုးနဲ့ဒါမထက်ထုံးနဲ့အဲ့လိုအောင်းသွဲလုတ်ပြီးနေပေါ့ဟုတ် အပြင်ကာရက်တာနဲ့အင်းမအိမ်ကကာရက်တာနဲ့ဆိုတော့ထပ်တူကြတယ်ဘာလို့လဲဆိုတော့အိမ်မှာလည်းကွာအမအောင်ချွန်ချွန်နေကြဆိုတော့လေဒီကာရက်တာတက်ပြင်ဆင်မှုကဒါတယောက်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ပဲပေါ့နော်ဒါပြင်ဆင်ရတာကြီးများခဲ့တယ်ဒီဘယ်လိုပြောမလဲဒီအဝတ်အစားတို့မိတ်ကပ်အတွက်ကဘာမှပြင်ဆင်ရမလို့ပေါ့နော်ဒါမိတ်ကပ်ဆိုလို့ရှိရင်လေဒီကားမှာအော်အလှပွဲပဲမိတ်ကပ်လင်းထားတယ်ကျန်တဲ့ဟာတွေကကြာဆန်းဆွင်နေပြီးတော့ပခောက်ကွက်လိုက်ဘာလို့လဲဆိုတော့ shooting call time က9:00ဆိုတော့အဲ့ရမလို့အဲ့လိုအပြေးလွှားလေးပေါ့နော်ဟုတ် ဒါမထက်နဲ့ကအရင်နဲ့ကခင်မီတာကမစွေမိပြီးသားဆိုလေဒါထွေထူးထူးတော့ဟိုအထူးတလည်းညှိယူကြလည်းမရှိဘူးဒါမထက်ကောကိုနေတိုးကတင်ပြပေးပါတယ်ရှင်ဟုတ်ကိုနေတိုးကဟိုကတော့ဝဲမှာတော့ကတော့ရှိန်နေပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့သူကလည်းအဲညီမလေးပို့ပါပဲနေဆိုပြီးတော့အဲ့လိုတင်ပြပေးတာပါညာခြားထဲမှာရှိတော့ရင်းနှီးွားတော့ကြတော့အဲ့လိုပဲပေါတော့တော့နေပဲအရန်ကနိုင်တယ်မထက်တော့ကလေဒါတော့ဘယ်လိုပြောရမလဲ ုလေ့ကျင့်ချိန်ဒီ practice time လည်းတိတ်မရှိဘူးအဲ့ဒါကိုလေအလွတ်ရမထက်တော့အရန်ညံကောင်းတာတကယ်တော်တော်တမလို့ဆိုမမတ်မိဘူးလေနော်အဲ့လောက်ကောက်ကွက်အရှိယူလေဟိုမှာရွာလဲနေပြီဟုတ်ဒီကားမှာဘယ်လိုပြောရမလဲအရင် character နဲ့လည်းမတူတဲ့အတွက်ကြောင့်မလို့လေ ဟိုပေါ့နော်ဒါတမျိုးတယောက်ဆောင်တင်မေးရဲ့ဆရာထင်းကျော်တင်မေးဘူးတယ်အတကယ်ခေတ္တ drama တွေထပ်စားလို့ရှင်ဟာတာကားတွေကပို့ပြီးတော့တယောက်ဆောင်ကခတ်တယ်လို့ပြောရယ်ပေါ့နော်အဲအကြောင်းကားရိုက်မဝင်ခင်တော့အရန်ကြောက်နေတာဒါပေမဲ့ကိုနေတိုးကတေချာတင်ပြပြီးတော့ကြတော့ကြောက်တော့ရှိနေဆိုတာတည်ရရှိနေဆိုတာတည်လို့လေအဲ့လိုကိုနေတိုးဒီနားမှာထိုင်နေလို့ရှင်ဒီနားမှာမထိုင်ရတော့အဲ့လိုဟိုးဘက်ကိုပြေးသွားတာဘာလို့လဲဆိုတော့ကြောက်လို့အဲကိုနေတို့ကညီမလေးနာနေမကြောက်နဲ့ငါနားထားခဲ့ဆိုပြီးတော့ तू ကအဲ့လိုခေါ်ရတယ် ဟာကိုနေတို့ဆိုတာတကယ်စီနီယာစီနီယာကြီးလေနော်။ဟာငငယ်ရလဲကိုကြိတ်ပြီးတော့အားကြခဲ့ရတဲ့မင်းသားကြိတ်ကြိုက်ခဲ့ရတဲ့မင်းသားတွေမှာပါတယ်ဆိုတော့လေအပြစ်မာလေအဲ့လိုငငယ်တော့ထင်တာကြောက်လေမင်းသားမင်းသမီးတွေဆိုတော့ပေါ့နော်လူကောင်ကြီးကြီးကြီးလို့ထင်တာအဲ့လိုတကယ်တကယ်အပြစ်မာတွေ့လိုက်တော့ကြောက်တော့လေအဲ့လူကောင်ကြီးကြီးကြီးတယ်မဟုတ်အော်သူတို့လည်းငါတို့လိုပါပဲလားပေါ့နော်။ဒါမဲ့လည်းဘယ်လိုပြောမလဲသူတို့ရဲ့အော်ရာမတူဘူးလေနော်။ထင်ထွက်နေတာပေါ့ဟုတ် အရင်ကကိုနေတို့ကိုကြိုက်တာပေါ့နော်ဒါအခုကကိုနေတို့ကိုထက်မသဲကိုကိုကြိုက်သွားတယ်။ဟိုဟိုမင်းကလေးချင်းဆိုလေနော်ရှူတင်မှာမသဲနဲ့ရလဲအရန် close ဖြစ်တယ်လေ။မိမမိမချင်းဆိုတော့ဟိုအကြောင်းပြောဒီအကြောင်းပြောနေဆိုတော့ဒါမသဲနဲ့ရအဲ့လိုအမြဲအဲ့လိုစာရီပို့မစင်ညာမှာလေနေတိုင်းနေပါပို့အဲ့လိုတပတ်မှာအနည်းဆုံးနှစ်ခါသုံးခါလောက်ကတော့စာပို့ဖြစ်တယ်။အဲ့လိုချစ်သူတွေလေအစားတော့လေအဲမသဲရအဲ့လိုပေါ့နော်ကိုနေတို့မိမဆိုတော့အဲ့လို ချိန်ကြောက်ကြောက်တာပေါ့နော်နည်းနည်းလေးအဲချိန်မလားပါညာပေါ့အဲနောက်ပိုင်းကျတော့မချိန်ဘူးကိုနေတို့ကျတော့အေးတယ်ဒါပေမဲ့မသေးကျတော့မအေးဘူးမသေးကျတော့ဒါသမလို့လိုပဲလေနော်ဘလွတ်ဘလွတ်ဆိုတာလေအဲအဲ့ဒါနဲ့ကီးကြိုက်ွားကီးကြိုက်ပြီးတော့အရန်ပေါက်မလောက်ွားလားဟာဒီကားလေးနဲ့ပတ်သက်ပြီးတော့ဒီကားလေးမှာတိတိချာချာလေးပုံဝင်တရုပ်ဆောင်ထားတယ်ဒါစီနီယာတွေအကုန်လုံးကလည်းတင် जा ပြသပေးထားတယ်ပေါ့နော်ရိုက်ကွေးတစ်ဖွဲ့လုံးကလည်းဒါစိတ်ရှိလက်ရှိနဲ့တင် जा ပေးထားတယ်ဆိုတော့ဒါဒီကားလေးမှာအကောင်းဆုံးတရုပ်ဆောင်ထားပါတယ်အမားလေးပြီးရင်လည်းခွင့်လွတ်ပါလို့ပြောချင်ပါတယ်ရှင်ဟုတ်အားပေးကြပါအောင်